Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အယောင်စင်းလေးရလဲလှပြီးတော့ချိုစိတ်မွေရတာလေးနဲ့စားလို့ကောင်းတဲ့ဆုံးမွေအုံတို့နှစ်ထပ်ချောက်ချောက်အလွယ်ပြုလုပ်နေလေးကိုလာမျှပေးရဖြစ်ပါတယ်ဒီမုတ်လေးရဆိုလို့ရှိရင်ပါဝင်ပြည့်စည်လဲနေပြီးတော့ပြုလုပ်နေလေးလည်းအရန်လွယ်ကူပါတယ်ရှင်ပထမဆုံးဖြူတို့ချိန်မဲ့ဆက်ထဲကိုရေစေးသက်စင်ထားတဲ့ဆုံးမွေရွက်15ချက်လောက်ကိုကက်ကြီးလေးနဲ့ဖြူလိုမျိုးလေးညှက်ထပ်ပေးထားလိုက်ပါတယ် ပေးရနေသူတွေကိုဖြိုးပါရေသက်600မီလီလီကိုထည့်ပြီးတော့ညက်သွားတဲ့အထိကြိုက်ထားပေးလိုက်ပါတယ်။ဖြိုးလို့ကြိုက်သွားလိုက်တာအားလုံးလည်းညက်သွားပြီဆိုလို့ရှိရင်တော့သူ့ကိုအဝတ်လေးနဲ့တစ်ဆင်းပကံသလုံးထဲကိုအခုလိုမျိုးလေးပေါ့နော်စစ်ချထားပေးလိုက်ပါမယ်ရှင်။ ပြီးရင်တော့သူ့ကိုဖြိုးလို့စပြီးတော့ဂျိုပေးရန်တွေ့အိုးရဲကိုကြောက်ကြောက်မှုတစုံစာလောက်ကိုထည့်ပေးလိုက်ပါမယ်နော်ထမင်းစာစုံနဲ့တစုံစာပေါ့နော်ပြီးရင်တော့ခနာကဖြိုးလို့ချိန်ထားတဲ့ဒီစုံမွေရွက်ရည်လေးကိုထည့်ပေးလို့ရှိရင်တော့ကြောက်ကြောက်မှုနဲ့တမတော်အောင်ပေါ့နော်ခနာလောက်မှွေထားပေးလိုက်ပါမယ်ရှင်ခနာလောက်မှွေပြီးတာနဲ့ဖြူသွားသူ့ကိုမြေပေါ်တင်ပြီးတော့ကြိုသွားပေးလိုက်ပါတယ်။ဖြူတို့ရဲ့ဒီဆုံဆုံရွက်ကြီးလေးကနည်းနည်းလေးဆူလာတဲ့ထိပေါ့နော်။ကြိုသွားပေးလိုက်ပါတယ်ရှင်။ ဒီပုံလေးရဆိုလို့ရှိရင်သူ့ပုံစံလေးလည်းအရန်လှတယ်ပေါ့နော်နောက်တစ်ခုကရတာလည်းအရန်ကောင်းတာဖြစ်တဲ့အတွက်သူတို့အလူတွေပိုင်းလုံးမဲ့ဆိုလည်းအဆင်ပြေတယ်ပေါ့နော်ကဲဖြိုးမှွေသွားလိုက်တာနည်းနည်းလေးဖြစ်ဖြစ်လေးဖြစ်ပြီပေါ့နော်နည်းနည်းလေးဆူလာပြီဆိုလို့ရှိရင်တော့သူ့တဲကိုတကြားထမင်းစားဆုံးနဲ့သုံးဆုံးစားလုံးနဲ့စားလေးနှင်းငယ်ကိုထည့်ပြီးတော့သမတော်အောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါတယ်။တကြားကတော့ဖြိုးထမင်းစားဆုံးနဲ့သုံးဆုံးစားလုံးကိုသုံးထားတယ်ပေါ့နော်။ဒီနေရာမှာအချိုးကျရင်တကြားကိုပို့ထည့်ပေးနိုင်ပါတယ်ရှင်။ ပြီးရင်တော့သူ့ကို လုံးဝဆူလာတဲ့အထိဖြူတို့ခဏလောက်ပေါ့နော်တဲသွားပေးလိုက်ပါမယ်ရှင်ခုလိုမျိုးလေးပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်တော့သူ့ကိုမေးပေါ်ချပြလို့ရှိရင်ဒီအေးခံမဲ့ဘန်လင်းတဲ့ကိုပေါ့နော်ရောင်းထည့်ပေးထားလိုက်ပါမယ်ဘန်လင်းတဲ့ကိုလုံးထည့်ပေးရတဲ့ဖြူက7မိနစ်လောက်နှက်ထားပေးလိုက်ပါတယ် နည်းနည်းလေးခဲလာတဲ့အနေထားလေးရောက်တဲ့ထိပေါ့နော်ခနာလောင်နှစ်ထားပေးလိုက်ပါရရှင်7မိနစ်လောက်ရောက်သွားပြီဆိုမှဖြူကဒီအုံနှုတ်တို့လွားကိုလာချိုးပေးထားလိုက်တယ်ပေါ့နော်အုံနှုတ်ချိုရန်အတွက်ဖြူတို့ဂျုံမဲ့အိုဟဲကိုကြောက်ကြောက်မှုတ်ကိုထမင်းစာဆိုးနဲ့တစုံစာလောက်ကိုထည့်ပေးလိုက်မယ်ပြီးရနဲ့သူ့ရဲ့ဖြူကအုံနှုတ်250 ml နဲ့ရေသန့်250 ml ကိုထည့်ပေးလိုက်ပါတယ်ဖြူကအုံနှုတ်တစ်မျိုးတည်းဆိုလို့ရှိရင်အရင်အပြည့်နှစ်နှစ်ဖြစ်နေမှာဆိုလို့ပေါ့နော်ရေနဲ့ရောထားတာဖြစ်ပါတယ် ဒီနေရာမှာအုံနို့ဆက်စိတ်လေးစားချင်တယ်ဆိုလို့ရှိရင်ဒီအုံနို့ကြီးပဲ900မီလီကိုထည့်ပေးနိုင်တယ်ပေါ့နော်ပြီးရင်တော့ကြောက်ကြောက်မှုလေးနဲ့နည်းနည်းလေးသမတော်အောင်မှွေထားပေးလိုက်မယ်။အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ဖြူတို့မီးဖွင့်ပြီးတော့သူ့ကိုခဏကတိုင်ပဲကြိုးသွားပေးလိုက်ပါမယ်ရှင်။ခဏကစုံမှုရက်တလွာကိုဖြူတို့ကြိုးတဲ့တိုင်ပေါ့နော်။ဒီတလွာကိုလည်းပပတ်ဆူလာတဲ့အထိကြိုးသွားပေးလိုက်ပါရစေ။ ဖြိုးလို့ကြိုးသွားလိုက်တာအခုလိုမျိုးလည်းနည်းနည်းလေးပြစ်ပြီးပေါ့နော်နည်းနည်းလေးဆူလာပြီဆိုလို့ရှိရင်တော့သူ့ရဲကိုလည်းဖြိုးပါတခြားထမင်းစားဆုံးနဲ့သုံးဆုံးစားလောင်းနဲ့စားလေးနှင်းငယ်ကိုထည့်ပြီးတော့ပပတ်ဆူလာတဲ့အထိကြိုးသွားပေးလိုက်ပါရရှင်ဖြိုးကအိမ်မှာကိုယ်တိုင်လှုပ်စားတာဖြစ်တဲ့အတွက်ဒီမုတ်ပမာဏကိုကြတော့အများကြီးမလှုပ်ထားဘူးပေါ့နော်လူတစ်ယောက်နှစ်ယောက်စားပဲလှုပ်ထားတာဖြစ်ပါရရှင် ကဲဖြူရမွေသွားလိုက်တာအုံးလို့အိုးလေးကပြစ်ပြီးတော့ပေါ့နော်နည်းနည်းလေးဆူလာပြီဆိုလို့ရှိရင်တော့သူ့ကိုမြို့ပေါ်ချပေးလို့ရပါပြီနော် သူ့ကိုဘေးပေါ်ချပြီးလို့ရှိရင်တော့ဖြူတို့ခနာကအေးခတ်ထားတဲ့ဆုံမရွက်တလွားကိုလာကြည့်လိုက်မယ်။နည်းနည်းလေးမှနေပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုခုလိုမျိုးလေးသွားချထိုးတဲ့တုပ်လေးနဲ့ပေါ့နော်။နည်းနည်းလေးထိုးပေးထားလိုက်မယ်။ပြီးရင်တော့ဒီအုံနှုတ်တလွားကိုဖြူတို့ဒီဟင်းခတ်တဲ့ဇုံချင်းနဲ့ပေါ့နော်။ဒီဇုံချင်းစီကိုအသာလေးထည့်သွားပေးလိုက်ပါမယ်ရှင်။ဒီတိုင်းလောင်းထက်လိုက်ရင်ဒီအောက်ကတလွားကပြိုကျသွားမှာဆိုရနဲ့ဖြူကခုလိုမျိုးလေးပေါ့နော်ဇိုးလေးနဲ့ပဲနည်းနည်းချင်းစီထက်သွားပေးလိုက်ပါတယ် ခဲဖြိုးထိုက်ပြီးလို့ရှိရင်တော့သူ့ကိုလုံးဝအေးပြီးတော့ခဲသွားတဲ့အထိအေးခဏပေးလိုက်ပါမယ်နော်ဖြိုးအေးခံသွားလိုက်တာလုံးဝအေးပြီးခဲလာပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်မယ်ပြီးရင်တော့ကိုစိတ်ကြိုက်အုံချီသေးကိုလေးဖြတ်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ကြည့်ပါအောင်သူ့ရဲ့အယောင်စင်လေးရဆိုလို့ရှိရင်အရန်လှပါတယ်အသားလေးရဆိုလို့ရှိရင်ကြည်ကြည်လေးနဲ့ပေါ့နော်စိန်တုံးလေးလိုပဲ ဖြူရတော့ခုလိုမျိုးလေးအလှဆိုင်တဲ့ဓာလေးနဲ့လှီထားပေးလိုက်ပါရရှင်။ကဲအုံချီသေးကိုကိုစိတ်ကြိုက်လှီဖြတ်ပြီးလို့ရှိရင်တော့ဆောင်းပကင်ထဲကိုထည့်မယ်။ပြီးရင်တော့သုံးဆုံးနိုင်ပါပြီရှင်။ကဲအခုဆိုလို့ရှိရင်တော့အရန်လဲလွယ်ကူယူရှင်ပြီးတော့ရတာအရန်ကောင်းတဲ့ဖြူတို့ရဲ့စုံဝေးအုံနှုတ်နှစ်လွှာကြောက်ကြောလေးရတော့စားဖို့အဆက်သဖြစ်နေပါပြီရှင်။စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလဲလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါရရှင်။ ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆို ဖြိုးနေဖို့တက်တယ်မှာပြန်ဆုံကြမယ်เนาะအားလုံးအပိုင်